ကျွန်တော်ကအဆင်ပြေစားတော့ဆိုင်တစ်ခုမှာဇပွဲတို့အဖြစ်မနေ့ကအလုတ်ဆင်းနေခဲ့တာပါတခြားနေ့တွေလိုပဲပုံမှန်ညတညလိုထင်ခဲ့မိအဲ့ဒီချိန်မှာချမ်းသာကြွယ်ဝတဲ့လူငယ်တယောက်ကလည်းတငယ်ချင်းများနဲ့အဖွဲလိုက်ဆိုင်ထဲကိုဝင်လာတယ်ဝင်လာကြတဲ့သူ့အတန်းနဲ့စူညံနေပြီးတော့မောင်း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 နဲ့ဆိုင်ကိုသူ့ပိုင်တယ်လို့မျိုးအော်ဟစ်ပြီးတော့ပြောဆိုနေခဲ့ကျွန်တော်ကိုကိုကိုလည်းမမြင်ချင်အောင်မကြားချင်အောင် ဆောင်လိုက်ဒါနဲ့လို့ပဲဒီလိုစီးမရှိကမ်းမရှိဧည့်သည်မျိုးအရင်ကလည်းကြုံဘူးနေတာပဲလို့ပဲစိတ်ထဲမှာပြောနေလိုက် အဲ့ဒီနောက်မှာသူတို့စပွဲစီကိုလျှောက်သွားခဲ့တာပေါ့ဒါပေမဲ့လည်းစိတ်ရှုပ်သွားစေတဲ့အရာတစ်ခုဖြစ်သွားခဲ့တရားတော်မှာနေတဲ့အော်ဒါကိုလည်းစိတ်ရှည်လက်ရှည်စောင့်ယူပြီးတော့လှည့်ထွက်သွားတော့မှာနောက်ဘက်ကနေပြီးတော့တခုခုနဲ့လာထိသွားတယ်လို့ရုတ်တရက်ခံစားလိုက်အစတော့တော့မတော်တဆတခုခုနဲ့တိုက်မိတာများလို့လည်းထင်မိတာပေါ့ဒါပေမဲ့လှည့်ကြည့်လိုက်တဲ့အခါမှာကျမမြင်လဲရတာတော့သူ့လက်ကျမကိုတမင်တကာလာထိခဲ့တဲ့သူ့ရဲ့လက်ပေါ့လက်လိုတီးလိုက်ရတဲ့ချိန်မှာတကူလုံးအေးဆက်သွားပါတယ် ရင်ထဲမှာမခံမရက်နိုင်အောင်ရှက်ရွံ့မှုတွေဒေါသတွေနဲ့ပြည့်နေသွားတယ်။ဒီဖြစ်ပျက်ကိုလည်းအနားမှာထိုင်နေတဲ့တငယ်ချင်းတွေကလည်းသတိထားမိခဲ့ကြပါတယ်။မတားဆီးကြတဲ့အပြင်သူတို့ကလည်းရည်စရာလုံတောင်လုံနေကြသေးတာ။သူတို့ရဲ့ရည်စံတွေကကျမရဲ့အရှက်နဲ့တိတ်ခါကိုလှောင်ပြောင်နေသလိုပဲ။မျက်ရည်တွေပါပြင်းမို့စီးကြလာပေမဲ့ဒါဟာဝမ်းနည်းလို့ကြားတဲ့မျက်ရည်မျိုးမဟုတ်ဘူး။ဂုံတိတ်ခါကိုနင်းချေလိုက်တဲ့သူ့ရဲ့လုံရဲ့ပေါ်မုံတီဒေါသထွက်လို့ကြလာတဲ့မျက်ရည်တွေဖြစ်တယ်။ဒါပေမဲ့လည်းအော်ရာဆိုင်ဘက်ကိုစပိုဆောင်ကိုယူသွားပေးတာလွဲလို့ ဘာမှလည်းမတတ်နိုင်ခဲ့ပါဘူး။ဆိုင်ရှင်ကလည်းကျမငုံနေတာကိုမြင်ပြီးတားလိုက်ပါတယ်။ငုံနေတဲ့နဲ့လည်းဖြစ်ပြတဲ့မြတ်အကြောင်းအရာတွေကိုအားလုံးပြောပြတယ်။ကျမရဲ့ထိပါခံမှုတွေလည်းသူကယူဆိုင်မှာမဟုတ်ဘူးလို့ကျမယုံကြည်နေခဲ့။ဘာလို့လဲဆိုတော့အော်ရာကလည်းဒေါ်လာ၄000ကျော်တန်တာလေ။များသောအားဖြင့်ပတ်စံကလည်းလူရဲ့တိတ်ခါထက်ပိုအရာရောက်တာ။ဆိုင်ရှင်ကလည်းစဖို့မှုကိုသူတို့မှားလိုက်တဲ့အစားတောက်တွေဆက်ပြီးတော့ပြင်ခိုင်းတယ်။အားလုံးဆင်းသင့်ဖြစ်တဲ့အခါမှာသူကတော့ကျမကိုအဲ့ဒီဇပွဲစီကိုမတော်ခိုင်းတော့ဘူး။ တခြားဝန်ထမ်းတယောက်ကိုပဲတွားချပေးခိုင်းတယ်။သူနဲ့သူ့ရဲ့တငယ်ချင်းတွေကလည်းစိုင်ထဲမှာစူးစူးညံ့ညံ့ရီမောနေကြပြီမယ်။တာဝန်ကြားရဲဝန်ထမ်းတွေသူတို့ဇပွဲစီကိုရှောက်လာတာကိုမြင်ရတဲ့အခါမှာတော့သူတို့ရဲ့ရည်တံတွေတစ်ဖြည်းဖြည်းနဲ့တိုးသွားခဲ့တယ်။ကျမရဲ့တတိယလည်းတာဝန်ရှိသူတွေကိုဖုံးဆက်ခေါ်ခဲ့တာပါ။အဲ့ဒီနေရာမှာလူတိုင်းရှိမှတော့သူတို့ကိုဖမ်းဆီးတယ်။ဆိုင်ရှင်ဖြစ်သူကလည်း CCTV မှတ်တမ်းကိုလည်းပေးအပ်ခဲ့စကန်းကိုခေါ်မတော်မိမှာတော့ငွေရှင်းဖို့လေအတင်းကျပ်ခိုင်းခဲ့တာပေါ့ဒေါ်လာ4600ကိုငွေသားနဲ့သူတို့ရှင်းခဲ့ပါလေ ဆိုင်ရှင်အားလည်းဒေါ်လာ၄၆၀၀လုံးကျမလက်ထဲကိုထည့်အဲ့ဒီနောက်မှာတော့ညှင်းသွားစားနေပဲပြောတာပေါ့ဒီပဆန်အားလုံးကိုတမိယူလိုက်ပါတယ်ပြီးတော့မနှက်ဖန်တရက်လဲခွင့်ယူပြီးတော့နားလိုက်ပါအောင်လို့ပြောခဲ့ကျမရဲ့တတိယလည်းကျမကိုနောက်တစ်ချိန်မျက်ရည်ကျစေတဲ့အရာတစ်ခုကိုပြုလုပ်ခဲ့ပါတယ်ဒီတစ်ခါကျတဲ့မျက်ရည်ကတော့အလွန်အံ့အားတင့်သွားပြီးတော့ကျေးဇူးတင်လို့ကျတယ်မျက်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကာကွယ်စောင့်ရှောက်ပေးတတ်တဲ့ဥဆောင်သူတွေလိုအပ်တယ်ငွေကြေးတန်ဖို့ထက်လူတယောက်ရဲ့တန်ဖို့ဦးစားပေးတတ်တဲ့သူတွေလည်းလိုအပ်ပါတယ်